အားလုံးပဲမင်္ဂလာပါရှင်မြန်မာ Audio Po Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့စစ်စနီးဆိုတဲ့ဝတ္ထုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလန်းတင်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်ကြရအောင်အဲဒီနေ့ညနေခင်းကိုကျွန်တော်တက်တဲ့မေးနိုင်တော့မှမဟုတ်ပါဘူး အဲဒီညနေခင်းမှာခါရင်းလိုပဲအားကစားတဲ့င်းကိုချိနေတဲ့ကျွန်တော်ကို ရေချိုးကန်းတွေကထွက်လာတဲ့မိမကမောင်ခင်းရဲ့ခြေထောက်မှာဘလို့ဖြစ်ပြီးမဲနံတလုံးပေါ်လာတာလည်းမသိဘူးလို့ပြောတယ်။ကျွန်တော်ကစေးပညာဘဟုတုတနေပါတယ်သူပါ။မိမတွေဆိုရာကိစ္စသေးသေးမှမှတွေကို ရေးကြည့်ခွင့်ကျဲလုံးတက်တဲ့အမျိုးမို့လို့သူပြောတာကို ကျွန်တော်အေးမလုပ်ခဲ့ဘူး။ကျွန်တော်ရဲ့အိမ်တော်ကြီးက စိတ်တဘောရညီတယ်။ငိမ့်ချမ်းတယ်လို့ဆိုရမယ်။ကျွန်တော်ရာထူးတိုးပြီးတဲ့နောက်မိမကအိမ်နောက်တောင်ဝင်းကိုလုံးဝပခုံးပြောင်းပြီးတော့ယူလိုက်တယ်။ကျွန်တော်လောက်ကမကြခဏအချိန်ပိုဆင်းရတယ်လေ။မကြခဏခရီးလေးထွက်ရတယ်။တခါတလေခရီးထွက်ရင်တလားလောက်ကြာတတ်တယ်။ခရီးထွက်သူတိုင်းကအိမ်မှာကြံခဲ့တဲ့မိသားစုသားသမီးတွေကိုစိတ်ပူတတ်တယ်။ဒါပေမဲ့ကျွန်တော်ကတော့ပပပပပါပဲ။ လူကြီးတို့မှကလေးတွေကိုကျွန်တော်မိမခရုဆိုင်စောင်းရှောက်လိုက်မယ်ဆိုတာကိုသိထားလို့လေတကယ်တော့ကျွန်တော်မိမကို အားကြတဲ့လူတွေကကျွန်တော်ကိုအားကြတဲ့လူတွေလောက်များတယ်လူတွေရဲ့အချိန်မှာ သူဟာဘာမှပူပင်ကြောင်းကြစရာမလိုတဲ့လူတိုင်းရှိကားရှိပြီးတော့အရာရာပြည့်စုံတဲ့လူလင်းယောက်ျားချစ်ခင်မြတ်လို့သူတို့မြင်ကြတယ်တကယ်လဲရိုမန်တစ်ဆန်ဆန်အချစ်တွေကိုကျွန်တော်တို့နားမလည်ပေမဲ့ ကျွန်တော်တို့ရဲ့အိမ်တော်ကြီးကတော့တာယာခဲ့တယ်လေကျွန်တော်ရဲ့မိမကဆဲကုမ္ပဏီမှာလုပ်ဖို့တော့ဘယ်လိုပဲဖြစ်ဖြစ်ဆေးပညာဘဟုတုတ္တကိုကျွန်တော်ထံတုံနာလေတယ်လို့ဆိုရမယ်ဒီလိုအရေးပြားပေါ်မှာမထင်မဖဲနဲ့ရုပ်တရက်ပေါ်လာတဲ့မယားမနာမျက်နှာတွေဟာတခုတ်ခုဖြစ်နိုင်နေဆိုတာကိုသူသိနေလေဒီလိုနဲ့သူကိုယ်တိုင်စိတ်ယုံသွားပြီးတော့စစ်စေးကြည့်တော့အရေးပြားခင်စားလို့အဖြေရတယ်အဲ့ဒီအဖြေက ျွန်တော်အားလုံးကို၆ချောင်းလုံးစေခဲ့တယ်။သူ့ကိုကျွန်တော်အဖော်ပြုတ်ပြီးတော့အကောင်းဆုံးဆိုတဲ့စေယုံဒီမှာတွားရောက်ဆစ်ဆေးခဲ့တယ်။စေယုံနိုင်တဲ့အဖြစ်အရတော့တူနေတယ်။နာမည်ကြီးဆရာဝန်တယောက်ကဒီလိုကင်ဆာမျိုးရဲ့သေဆုံးနှုန်းဟာ90ရာခိုင်နှုန်းဖြစ်တယ်။ဒါဟာအရေးပြားကင်ဆာတွေမှာအဆုံးအဆုံးတစ်မျိုးလို့ကျွန်တော်ကပြောပြလိုက်တယ်။တိတ်မကြခဲ့ပါဘူး။ဆရာဝန်ကြီးခံမှန်းတယ်လို့ပဲ။ သူခြေောက်တွေတုတ်လက်မောင်းနဲ့နောက်ကျောတွေမှာမဲနတ်တွေအဆက်မပြတ်ထွက်လာခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်ရောစိတ်ဓာတ်ရော တဖြည်းဖြည်းနဲ့ချိနေလာခဲ့တယ်။ကျွန်တော်မှတ်မိသလားအရင်ကကျွန်တော်မကြခဏဖျားနာတတ်ပေမဲ့ကျွန်တော်မိမကဖျားနာခဲ့တဲ့သူပါ။ခုတော့အားအားမနေတတ်သူတယောက်ကလူနာကလေးပေါ်မှာငြင်းငြင်းတက်တက်နဲ့လဲလျောင်းနေခဲ့ရပြီ။သူမရှိတဲ့အိမ်က ိတ်စိတ်ခြောက်ကပ်လို့နေတာပေါ့မိဖို့ကြောင့်လည်းရင်းတွင်းရင်းွေကင်းစင်လို့အိမ်တုံးဆောင်နေရလဲဖုန်နေကတ်လို့နေခဲ့ပြီအရင်ကတောက်ပခဲ့တဲ့နေရာလေးတွေအပြင်ကပြန်ရောက်တိုင်းနှွေးထွေးလုံဆောင်တဲ့နေရာလေးကခေါ်တော့ကျွန်တော်မမတ်မိလာအောင်ကို ပြောင်းလဲခဲ့တယ်အင်းကတုံးဆောင်တော်တော်များများနဲ့ကျွန်တော်ကစိမ့်ခဲ့တယ်ထမင်းကိုတအုပ်တဲဖို့ဟင်းတစ်ခွက်ချက်ဖို့ကျွန်တော်အတွက်အရန်ကိုခက်ခဲခဲ့တယ် ျွန်တော်ပြောတဲ့ coffee ရဲ့အရာသာကျွန်တော်ပြုတ်တဲ့ခေါက်ဆွဲရဲ့အရာသာက သူ့ချက်တဲ့အရာသာနဲ့တခြားစီတွေဖြစ်နေတယ်။အရင်ကသူ့အလွယ်တကူကမ်းပေးခဲ့တဲ့နေစင်းသောပစ္စည်းတွေကအခုတော့ဘလူးရှာရှာကျွန်တော်မတွေ့ခဲ့ဘူး။ဈေးရုံတက်တဲ့နေ့ကစပြီးတော့ကျွန်တော်အလုပ်ကနေခွင့်ယူခဲ့တယ်။နေနေညညအတက်နိုင်ဆုံးသူ့အနာမှာပဲကျွန်တော်နေခဲ့တယ်။ဒီအချိန်ကြမှာတကယ်လို့အိတ်တိတ်မရှိရင် တကယ်လို့အဲ့ဒီအိမ်မှာစင်နာတဲ့အိမ်အောင်ရှင်မတယောက်မရှိရင်ယောက်ျားဖြစ်သူဟာပတ်စံဘလောက်ပဲရှာရှာနာမည်ဘလောက်ပဲကြီးကြီးဓာရီအားလုံးဟာဘလားဆိုတာကိုကျွန်တော်နားလည်လာခဲ့တယ်သူယောဂါကတော့တဖြည်းဖြည်းနဲ့စိုးဝလာတဲ့အချိန်မှာမိတ်ဆွေတဦးကမြို့တော်မြို့မှာရေပြားကင်စာထိုးဖို့ဆရာမကြီးတဦးရှိတယ်လို့ကျွန်တော်ပြောပြတယ်ဂျီလိုယောဂါမျိုးကိုအဲ့ဒီဆရာမကြီးကုသပြောက်ကင်းဖို့တယ်လို့လည်း တော့ပြောတယ်။ဒါပေမဲ့ကိုသားစိတ်ကြီးမယ်။တခါကိုရင်တုံးလာကြတယ်ဆိုရယ်။မိမကိုဒီအကြောင်းကျွန်တော်ကပြောပြတော့ယောဂဝေဒနာဖိစီးနေတဲ့ကြားကနေစကားတစ်ခုကိုသူရှင်းရှင်းလင်းလင်းပြောလိုက်တယ်။ခင်အသက်ရှင်ပြစေတဲ့။တကယ်ပါကျွန်တော်တို့ဟာတယောက်ကိုတယောက်အရင်ကဘလောက်ချစ်ကြတယ်ဆိုတာကိုကျွန်တော်မသိခဲ့ဘူး။ဒါပေမဲ့အဲဒီစကားကို သူပြောလိုက်တဲ့တခဏမှာ ကျွန်တော်တို့ဟာကမ္ဘာပေါ်မှာအချစ်ဆုံးနေမယားလို့ဖို့အသင့်တော်ဆုံးကိုလိုအတူတူပေါင်းသိရတာကံအကောင်းဆုံးဆိုတာကို ကျွန်တော်သိလိုက်တယ်။သူအသက်ရှင်ရမယ်။သူကကျွန်တော်အသက်ရှင်စင်ခြင်းနဲ့ကျွန်တော်တို့အတူတဖြည်းဖြည်းအုံမြင့်ပြီးတော့သားသမီးနဲ့သားသမီးရဲ့ဖိုးဖိုးဘွားဘွားလို့ခေါ်တဲ့အတန်ကိုလေအတူနားထောင်ကြမယ်။သူကအဲဒီဆရာဝန်နဲ့စိတ်ကူဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အလုံးမှာခွင့်ရရွှေတင်တော့လောဘကင်ပတ်တည်းတီးတိုးစကားတန်ကိုလေကျွန်တော်ကြားခဲ့ရတယ်တကယ်လို့ကျွန်တော်သားဆိုရင်ကုမနေတော့ဘူးနဲတဲ့စိတ်ကုကမှမဟုတ်တာကုလို့မရရင်ပတ်စံကုန်လူပင်မန်းတာပဲအဖက်တင်နေအဲ့လိုစကားမျိုးပြောတဲ့လူတွေဟာကိုယ့်ရဲ့အရင်းအနှီးဆုံးလူတစ်ယောက်လောကကြီးထဲကနေထွက်သွားတော့မင်းဆိုတဲ့ခံစားချက်ကိုမခံစားဘူးတည်းလို့ဖြစ်မှာပါဒီငွေကြေးလေးကလူတစ်ယောက်အသက်ရှင်ဖို့အတွက် မျောလေးချက်ဖြစ်တယ်ဆိုတာကိုလည်းသိပုံမရလို့ဖြစ်မယ်ကိုသားချင်းဘလောက်ကြီးကြီးသူသာအသက်ရှင်မယ်ဆိုရင်အိမ်ရောက်ကားရောက်ပြီးတော့လေကျွန်တော်ကုမယ်အိမ်မျိုးကိုဆေးသွားမကုခင်လိုအပ်နေတဲ့နေစင်းသုံးပစ္စည်းတွေကိုကျွန်တော်လိုက်ပြီးတော့ဝယ်ခဲ့တယ်ပွဲတော်ရဲ့နီးလိုလားမသိဘူးဈေးတွေကကုန်တိုက်တွေမှာမိသားစုလိုက်ပျော့ပျော့ရွှင်ရွှင်ဈေးဝယ်နေတဲ့သူတွေကိုတွေ့တော့ကျွန်တော်ဟာအပျော်ရင်းနဲ့ခွဲခြားခံထားရတဲ့သူလို့ ကိုကိုကိုထင်မိတယ်။အပြောအပြုံးနေဆိုတာကျွန်တော်မိမယောဂစဖြစ်တဲ့အကျွန်တော်နဲ့မသက်ဆိုင်တော့သလိုပါပဲ။မိမရင်းပေးတဲ့စင်းရင်အတိုင်းကျွန်တော်ပြင်စီရင်းအများကြီးဝေခဲ့တယ်။အိတ်တွေကိုဆွဲပြီးတော့ဆိုင်ကထွက်တော့အိတ်တွေအရန်လေးတာကိုတတိထားမိတယ်။ဒီလောက်နှစ်တည်းအကြာကြီးတိန်လုံးတွင်လိုအပ်တဲ့သုံးဆောင်တွေဝေခဲ့တဲ့သူစန်တအိတ်စီးတပုံးဘလောက်ပေးရမှန်းကိုမသိတဲ့ကျွန်တော် ဆိုင်ကနေအိမ်အထိလေးလံတဲ့ပစ္စည်းတွေကိုသူဘလို့တဲခဲ့တယ်လဲဆိုတာကို ကျွန်တော်လုံးဝမသိခဲ့ရဘူး။အိမ်တိန်လုံးရဲ့ခေါင်းမိုးတို့ဟာကျွန်တော်ပါလို့ကျွန်တော်ထင်ခဲ့တယ်။သူလဲကြကြင်ရောက်မှဒီအိမ်သာတိုးသားလျင်အေးပါဆုံးဆိုတာကိုကျွန်တော်သိလိုက်ရတယ်။ဈေးသွားကိုတဲ့မြို့လေးမှာမင်္ဂလာဆောင်ပြီးခါစားလို့နေရတဲ့ကိုကျွန်တော်တို့အတူတူကျဉ်ကျဉ်နာနာဖြတ်တန်းခဲ့တယ်။ သုံးလတင်းမမခွဲမခွာအတူနေခဲ့ကြတယ်။အတူတူလေးရှေးမိုးခဲ့ကြတာပေါ့။ဒီလိုနဲ့တယောက်နဲ့တယောက်စိတ်ချင်းကပ်ပြီးစကားမပြောပြခဲ့တာ။နှစ်တွေဘလောက်ကြာခဲ့ပြီမှန်းကိုကျွန်တော်မမှတ်ပြတော့ဘူး။သူ့သားရဲ့ပထမတလအတွင်မှာသူနည်းနည်းလေးသက်သာလာတယ်။တခါတလေသူ့ကိုတွဲပြီးတော့ပန်းချံထဲကိုကျွန်တော်တို့လမ်းရှောင်ကြတယ်။ကျွန်တော်တို့မျိုးရဲ့ပန်းချံဝရှိမှာသူနဲ့ပထမဆုံးချိန်ဆုံခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကြတာပေါ့ပထမဆုံးအကျဉ်အတူတူကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းကိုလည်းပြောပြခဲ့တယ်ဒါရီယာဟန်နီမွန်းအချိန်မှပြောရကြရင်စကားတွေပါကိုချိန်မှဒါရီကိုအောက်မြင်ရတော့ရှင်နေမှာပို့ပြီးတော့နာကျင်ကြေးကွင်းရတယ်မင်္ဂလာဆောင်ပြီးနှစ်တည်းအကြကြီးတွေမှာကျွန်တော်တို့အခုလိုစကားများများမပြောပြခဲ့ဘူးသုံးလအတွင်းမှာတဖြည်းဖြည်းနွမ်းလျလာတဲ့သူ့ကိုကျွန်တော်မကြည့်ရခဲ့ဘူးအထုံးကူတာနေတွေက တို့အတွက်တုံးမွင်ခဲ့ဘူးလေစံပြုတ်တစုံတောက်ဖို့ကိုသူတော်တော်လေးကို အားဆိုင်ခဲ့ရတယ်။နောက်ဆုံးအိမ်ပြန်ရအောင်လို့ကျွန်တော်ကိုသူပြောတယ်။ဒီလိုနဲ့မျောလင်းချက်မင်းစွာကျွန်တော်တို့အိမ်ကိုပြန်ခဲ့ကြတိုင်းအိမ်ပြန်ရောက်ပြီးတဲ့နောက်တနေ့ထက်တနေ့သူ့အင်အားတွေကပုံမဲ့လာခဲ့တယ်။ကင်းစားသမားတွေအကြောက်ရဆုံးငါချင်းခံစားမှုကို သူစခံစားနေရတယ်။ညာတိုင်းအိတ်မပြောင်းခဲ့ဘူး။ နာကျင်နာတွေကိုကြိတ်ခံပြီးတော့သူ့ညင်းညူနေခဲ့အနာဂတ်စေးတွေကိုလည်းမတိုးတော့ပါဘူးသူ့အစားကျွန်တော်ခံစားပြီးခြင်းလိုက်တာသူခံစားနေရတာဒီကျွန်တော်ဘလို့မှမကြည့်ရက်ခဲ့ဘူးတခါတလေဝေဒနာတက်တာချိန်မှာအင်းရဲ့ကိစ္စအဝဝကိုသူ့မှားတတ်တယ်အဲ့ဒီအချိန်ကြာမှသူဟာဒီအင်းကနေဒီမိသားစုအတွက်ဘလောက်စိတ်ဆက်ဘလောက်အလောက်ရှုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်နားလည်လိုက်တယ်။ပြီးတော့ကျွန်တော်ကြိုက်တတ်တဲ့အစားအစာတွေဘယ်ဆိုင်မှာရနိုင်ကြောင်းကျွန်တော်ဝင်နေကြအင်းကြီးဟာဘာနံပါတ်ဘယ်ဒစိမ့်ဖြစ်ကြောင်းဘယ်ဆိုင်မှာဝင်နိုင်ကြောင်းကိုပြောပြတယ်။မဆောင်ခင်၃ရက်အလိုမှာအဝေးလျှော်ဆက်ကိုဘလို့တုံးကြောင်းကျွန်တော်ကိုသူတင်ပြသွားခဲ့သေးတယ်။မဆောင်ခင်ရက်အတွင်းမှာကျွန်တော်နဲ့လက်ထပ်ရလို့သူပျော်ရွှင်ခဲ့တဲ့အကြောင်းတွေကိုပါပြောသွားသေးတယ်။စေးသွားကိုယ်တွေတုံးလာဟာ တုတ်တသက်သာမှအပျော်ရွှင်အောင်ဆုံးနေရပါတဲ့အဲဒီသုံးလဟာလေကျွန်တော်ဘဝမှာတန်မှုအရှိဆုံးအချိန်လေးပါသုံးလအတွင်းမှာရာထူးတို့ဖို့ခွင့်ရေးတွေငွေကြေးတွေကိုကျွန်တော်လက်လို့ဆုံးရှုံးခဲ့ရတယ်ဆိုပေမဲ့ကျွန်တော်မိမနဲ့အတူနေခဲ့ရတဲ့နေ့တွေနဲ့တိုင်းရှင်ချင်းဒါရီဟာအပေါပစ္စည်းဖြစ်သွားခဲ့တယ်။ကံကောင်းလို့ကိုချစ်တဲ့သူနဲ့ရင်းရင်းနှီးနှီးစိတ်ချင်းဆက်ပြီးတော့၃လလောက်ကျွန်တော်နေနေခဲ့တည်တယ်။ ဇောင်းတဲ့နေ့မှာသူတီတီငြိမ်ငြိမ်နဲ့ထွက်သွားခဲ့တယ်။သားကိုမေမေတခြားနေရာသွားပြီးဖေဖေတို့ကိုစောင့်နေတာ။ဖေဖေတို့လည်းမေမေနဲ့တွေ့ဖို့အဲဒီနေရာကိုတချိန်ချိန်မှာသွားကြရလိမ့်မယ်လို့ကျွန်တော်ကပြောပြတယ်။သူဆုံးပြီးတဲ့နောက်ပိုင်းတခြားမိသားစုတွေပျော့ပျော့ပပသွားလာနေတာကိုကျွန်တော်မကြည့်ရဲခဲ့ဘူး။သူနဲ့ပထမဆုံးချိန်ဆောင်ခဲ့တဲ့ပန်းချာလေးရှိကိုဖျက်တိုင်းနေရုပ်ရှင်ုံရှိကိုဖျက်တိုင်း ဈေးတူတူဝင်တဲ့ကုန်တိုင်းရှိကိုဖြတ်တိုင်းကျွန်တော်မအောင်နိုင်ပေမျက်ရည်ကျမိတယ်။သူမရှိတော့မှကောင်းငင်တစ်ခုလုံးပြုံးချခဲ့သလိုပါပဲ။အရင်ကကြီးခဲ့တဲ့ရုပ်ရှင်တွေထဲမှာစစ်သူဆုံးလို့ငိုတဲ့ယောက်ျားတွေကိုတွေ့နိုင်လေ။ဒါဟာတေးဥဆောင်ချက်တက်တန်းလို့ကျွန်တော်ကထင်ခဲ့တာ။ဒါပေမဲ့အခုတော့ကျွန်တော်ငိုနေရပါပြီ။လမ်းဘေးမှာရပ်ထားတဲ့သွေးလူကားတွေကိုလည်းမြင်နိုင်။သူကကျွန်တော်တတိယမိပြန်နေ။ ကျွန်တော်သွေးလှူပြီးတော့အိမ်ပြန်ရောက်တာနဲ့သွေးရကောင်းစီမဲ့ဟင်းနေကိုသူကချက်ထားတတ်တယ်။သားကလည်းဒီအိမ်မှာပတ်စံရှာတဲ့အဖေကအပင်မန်းဆုံး။ဒါကြောင့်ဖေဖေကအရေးပါဆုံးလို့ပြောပြတတ်တယ်။တကယ်တော့သူသားလေးအရေးပါဆုံးလူတစ်ယောက်ပါ။သူမရှိတော့ကျွန်တော်တို့သားဖာမှာပျော်ရွှင်ခြင်းကိုဆွတ်လွတ်လိုက်ရတယ်။သူဆုံးတော့သူ့ရဲ့အုပ်ကိုမှတ်တိုင်မှာစစ်စနီးလို့ကျွန်တော်ကရေးထိုးခဲ့တယ်။ ကျွန်တော်အရင်ထဲကခန်းစားချက်ကို အလွယ်တကူလှိဟပြတတ်တဲ့သူမဟုတ်ခဲ့ဘူး။သမီးစားဖြစ်တုန်းကလေသူကိုချစ်ကြောင်းကျွန်တော်သိမပြောပြခဲ့ဘူး။အခုတော့အဲ့ဒီချစ်တယ်ဆိုတဲ့စကားလုံးကိုအောက်ကူပေါ်မှာရေးထိုးနိုင်ခဲ့တော့မိန်းကလေးတိုင်းကချစ်တဲ့အကြောင်းကို သူချစ်ရတဲ့လူရဲ့ပါဇက်ကနေထွက်လာတာကိုပဲနားထောင်ခြင်းခြင်းကြတယ်။သူမျောငင်းနေတဲ့အချိန်သူကျမ်းမာတဲ့အချိန်မှာ ဘာဖြစ်လို့ကျွန်တော်မပြောခဲ့ရတာလဲကိုချင်းမကျမ်းမာပြီးတော့ပျော်ရွှင်တဲ့မိသားစုကိုပိုင်းဆိုင်ထားတဲ့ယောက်ျားတွေကိုကျွန်တော်မှားစင်ပါတယ်ခမားတို့ရဲ့မိမကိုခမားတို့ကောင်းကောင်းချစ်ပါမိမအတွက်အချိန်နှင်းငယ်ချန်ထားပေးကြပါခမားအတွက် သူ့လုပ်ပေးသမျှကိုရင်လျူမရှုလိုက်ပါနဲ့ဆုံးရှုံးသွားမှသူ့လှပါရင်းသူ့ကောင်းကွက်တွေကိုမနှမျောကြနဲ့ ဇနီးမယမိမဆိုရာလောကကြီးမှာခမည်းကိုအချစ်ဆုံးပါပဲ။